လီတာချီနီလေးကိုကျွန်တော်ဗီဒီယိုအသေးစိတ်လေးနဲ့ပြပေးထားပါရခင်ဗျာကျွန်တော်တို့ပထမဦးဆုံးအဲ drip ကိုပုံမှန်လေးထားပြီးကျိုးကို handle လက်ကင်လေးမှာဖြုတ်လို့အဲဖြုတ်လို့အဆင်ပြေအောင် အဲခြီးထားမယ်ပြီးလို့ရှိရင်လီတာကျိုးကိုအရာလေးပြီးပြီးတော့ကျွန်တော်တို့အောက်ကနေပြီးတော့ခံလိုက်ပါတော့ခံပြီးတော့ကျွန်တော်တို့အောက်ကနေအပေါ်ကိုပင့်ပြီးတော့လီတာကျိုးဘက်ကနေပြီးတော့အောက်ကနေအပေါ်ပင့်ပြီးတော့ကျွန်တော်တို့တစ်ဖက်ကိုပြန်ဆွဲလိုက်ပေါ့ဆွဲပွားဆိုရင်ကျွန်တော်တို့မှောက်လိုက်မှောက်ပွားရင်အပေါ်တစ်ပင်အောက်တစ်ပင်အပေါ်တစ်ပင်အောက်တစ်ပင်အဲ့လိုပဲပုံမှန်လေးဟေးလှုပ်သွားပါတော့အဲ့လိုပုံမှန်လေးလှုပ်သွားပြီးရင်ကျွန်တော်တို့ကိုလိုချင်တဲ့အတိုင်းတားလေးရောက်ပြီဆိုတာနဲ့ကို အဲရောက်ပြီဆိုတာနဲ့ရက်လိုက်ပေါ့နော်ရက်ပြီပြီဆိုတာနဲ့ကျွန်တော်တို့ဟန်တယ်မှာခြီးထားတဲ့ကြိုးလေးကိုဖြီးလိုက်ပါခင်ဗျအဲဖြီးပြီပြီဆိုတာနဲ့ဖြီးပြီဆိုတာနဲ့ကျွန်တော်တို့နှစ်ပင်အဲနှစ်ပင်ပေါင်းလိုက်ပေါ့နော်အဲနှစ်ပင်ပေါင်းပြီးကျွန်တော်တို့နှစ်ပင်ပေါင်းပြီးတော့တခါလေအနားကိုအရင်ဆုံးတစ်ခုတော့အရင်တတ်ထားလိုက်ဒါတော့ကျွန်တော်အရင်ဆုံးတစ်ခုတော့အရင်တတ်ပါတော့တတ်ပြီးွားပြီဆိုတာနဲ့ကျွန်တော်တို့ အဲအရင်ဆုံးကြိုးတွေကိုညီမညီလေးကိုတေချာလေးစီပြီးတော့အဲဆွဲတင်တာလေးကိုဆွဲကျွန်တော်တို့ဘက်ကအဲနှစ်ပင်ဘူးကိုတပင်ဝင်ဆိုတော့တော့ကျွန်တော်တို့ဘက်ကလီတာကြိုးနဲ့ဟိုဘက်ကအဲကျွန်တော်တို့ဟိုလီတာခံထားမဲ့ပြီးကြိုးဆွဲပေါ့နော်အဲကြိုးလေးတွေအဲ့လိုညီသွားပြီဆိုတော့ねကျွန်တော်တို့ထပ်ပြီးတော့အနားကိုထပ်တက်ပေးလိုက်ပါခင်ဗျအဲ့ဒါဆိုလို့ချင်းအဲဒီကြိုးလေးအားကျွန်တော်တို့လိုချင်တဲ့အဲအတိုင်းတားလေးကိုရမှာပါခင်ဗျအဲကျွန်တော်တို့အနားတက်ပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့ ခံထားတဲ့လီတာကျိုးလေးကိုနောက်တစ်ခေါက်အဲ ထပ်ပတ်ပါပတ်ပူအရင်ကျွန်တော်ဒီခန္ဓာဒီသားကျိုးအစထွက်နေတာလေးကိုကျွန်တော်တို့ဒီပလယာလေးနဲ့ညှက်ထုတ်ပေးလိုက်ပါခင်ဗျအခုလို့ညှက်ထုတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့မိကျစ်လေးနဲ့ပေါ့နော်အဲမိကျစ်လေးကိုကျွန်တော်တို့သတိထားမှာကကျွန်တော်တို့ဟိုပကရှိတဲ့လီတာကျိုးကိုမိထိသွားဖို့အထူးကြိုးစားပေးပါခင်ဗျအဲကျိုးနာသွားမှာစီလို့ပေါ့နော်ဒါလေးကကျွန်တော်ကိုလီတာကျိုးချီနီကိုဘလို့ချီရတာလဲဆိုတဲ့အားလေးကိုမေးထားလို့ကျွန်တော်အဲလီတာချီနီလေးကိုမျှဝေထားခြင်းဖြစ်ပါတယ်ခင်ဗျ ဒီချီနီယာကျွန်တော်တို့ပင်လယ်မှာပဲ၃၃ကျွန်တော်တို့ရေချိုမှာငရမ်းပြေအဲရေအောက်ဆုပ်ဘာညာပဲ၃၃ပေါ့နော်တအားကောင်းတဲ့ချီနီလေးပါခင်ဗျပြီဖို့ဆိုတာလည်းအရန်ကိုကခဲတဲ့နီးလေးပါပဲအဲဒီချီနီလေးနဲ့အားလုံးအစဉ်ပြေကြပါစေခင်ဗျ